မင်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 6 heat and temperature အပူနဲ့အပူချိန်ပဲဖြစ်ပါတယ်ဟောဒီသင်ခန်းစာရဲ့ရည်ရချက်တွေကတော့ heat is the form of energy အပူဟာစွမ်းအင်ပုံစံတစ်မျိုးဖြစ်ကြောင်းနဲ့အပူစွမ်းအင် တာမဲ energy ဟာ drug ပစ္စည်းတစ်ခုရဲ့အတွင်းစွမ်းအင် internal energy တစ်ခုဖြစ်ကြောင်းခွဲခြားသတ်မှတ်နိုင်စေရန်ရဲ့နောက်အပူနဲ့အပူကြိုင်ကိုခွဲခြားနိုင်စေတဲ့ဖို့ရဲ့ဖြစ်ပါတယ်နောက်တစ်ချက်က mercury ဗရားနဲ့ alcoholic spirit အရက်ပြန်နေရဲ့အပူချိန်တိုင်းညင်ဂုံသက်တီတွေကိုသိရှိစေရန်အပူကြောင့်အလျားဆန်ခြင်း linear expansion area ပြောင်းခြင်း area expansion ဒုရေပွားခြင်း volume expansion စစတီတို့ကိုဆုံးဖြတ်တက်စီရန်ဖြစ်ပါတယ်။နောက်အပူနဲ့ဆိုင်တဲ့အခြေခံဘူတုဒ business knowledge တွေနဲ့ကျွမ်းကျင်မှုဆိုင်ရာတာမဲ expansion ကဲ့သို့သော ဖြစ်စဉ်တွေကို daily life မှာအသုံးချတတ်စီဖို့ပဲဖြစ်ပါတယ်။ကဲ heat and temperature ကိုကြည့်အောင် အပူနဲ့အပူချင်း The concept of temperature is very important for the physical and biological science. This is because the temperature of an object is directly related to the energies of molecule composing the object. Natural process often involve energy change and the temperature is an indicator for these changes. အပူချိန်အသိပညာဆိုရင်ရုပ်ပိုင်းဆိုင်ရာနဲ့ဇီဝဆိုင်ရာသိပ္ပံပညာရက်တွေအတွက်အရင်အရေးကြီးပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုရင်ဝတ္ထုတစ်ခုရဲ့အပူချိန်ဟာ သူ့ကိုဖွဲ့စည်းထားတဲ့ molecule တွေရဲ့စွမ်းအင်နဲ့ဓာတ်ရိုက်အချိုးကျလို့ပဲဖြစ်ပါတယ်။နောက်ရေဘူးအားဖြင့်တော့တဘာဖြစ်စဉ်တွေမှာစွမ်းအင်ပြောင်းလဲမှုတွေပါဝင်တဲ့အပူချိန်ရအဲ့ဒီပြောင်းလဲမှုတွေရဲ့ညွန့်ပြကိန်းတစ်ခု indicator တစ်ခုပဲဖြစ်ပါတယ်။ Hidden temperature. The sensation of hotness, warmness, and coldness can be experienced by touching the object. Temperature is a quantity that determines how cold or how hot the object is. the temperature of a hot body is higher than that of a cold body. To measure temperature accurately, we use instruments called thermometer. There is the relation between heat and temperature. အရာဝတ္ထုတွေကိုထိတွေ့ခြင်းအပြင်ပူခြင်း၊နွေးခြင်း၊အေးခြင်းတွေကိုစတဲ့ခံစားမှုအာရုံတွေကိုလက်တွေ့သိရှိနိုင်ပါတယ်။အပူနဲ့အပူချိန်နှစ်ခုရဲ့ကြားမှာဆက်ဆက်မှုတွေရှိပါတယ်။အပူချိန်ကိုတိတိကျကျတိုင်းယူဖို့အတွက် တာမုံမီတာလို့ခေါ်တဲ့ကြိယာတွေကိုအသုံးပြုပြီးတော့ခွဲခြားပါတယ်တိုင်းတာပါတယ် the energy exchange between an object and its surroundings due to the different temperature is defined as heat heat is the energy in transit heat and temperature are different quantities When a body at higher temperature is in contact with the body at the lower temperature heat flow from the first to the second body ဝတ္ထုတစ်ခုနဲ့ပတ်ဝန်းကျင်အဲ့နှစ်ခုမှာဆိုရင်အဲ့ဒီနှစ်ခုရဲ့အပူချိန်ခြားနာခြင်းကြောင့်အဲ့ဒီနှစ်ခုကြားမှာဖလဲတဲ့စွမ်းအင်ကိုအပူလိုအဓိပ္ပာယ်သတ်မှတ်တာပဲဖြစ်ပါတယ်နောက်တစ်ချက်ကအပူဟာစွမ်းအင်ကိုပြောင်းခြင်းပဲဖြစ်ပါတယ်အပူချိန်နည်းတဲ့အရာဝတ္ထုနဲ့အပူချိန်များတဲ့အရာဝတ္ထုနှစ်ခုကို ထိလိုက်မယ်ဆိုရင်အပူချိန်ဟာများတဲ့နေရာကနေနည်းတဲ့နေရာကိုကူးသွားမယ်ဆိုလိုတာကတော့အပူဆိုတာအပူချိန်မြင့်တဲ့နေရာကနေနိမ့်တဲ့နေရာကိုကူးပြောင်းတတ်တယ်ဆိုတာကိုပြောချင်တာပဲဖြစ်ပါတယ် The motions and position of molecules in matter result in kinetic energy and the potential energy. The total energy, that is, the sum of potential energy and the kinetic energy of molecules in matter, is in fact the internal energy of that matter. temperature is related to that internal energy temperature is a measure of the internal energy of molecule ဒီအဓိပ္ပာယ်ဆိုလို့ရင်းအားတော့ drug ပစ္စည်းထဲမှာရှိတဲ့ molecule တွေနဲ့ရွေးရှားခြင်းရဲ့ဒီနေရာဟာအဲ့ဒီ molecule တွေကိုအရွေစွမ်းအင်နဲ့အတီစွမ်းအင် KE နဲ့ PE ကိုရရှိစေတယ်အဲ့ဒီ KE နဲ့ PE နဲ့ပေါင်းလက် total energy ဟာအမှန်တကယ်တော့အဲ့ဒီ drug ပစ္စည်းထဲမှာရှိနေတဲ့အတွင်းစွမ်းအင် internet energy ပဲဖြစ်ပါတယ်အော်အပူချိန်ဟာအဲ့ဒီအတွင်းစွမ်းအင်ရဲ့အတိုင်းတာတစ်ခုပဲဖြစ်ပါတယ်ကဲ review ရဲ့ဆက်ဆိုင်ကိုကြည့်ရအောင် distinguish between heat and temperature အပူနဲ့အပူချိန်နဲ့ကိုကွဲပြားအောင်ခွဲခြားပေးပါကွဲပြားအောင်ခွဲခြားခြင်းပေါ့နော်အဓိပ္ပာယ် temperature is a quantity that determines how cold or how hot the object is the energy exchange between an object and its surrounding due to different temperature is defined as heat. The SI unit of temperature is Kelvin. The SI unit of heat is Joule. အဲ့တော့အပူနဲ့အပူချိန်ကိုကွဲပြအောင်ပြောပြတဲ့အခါမှာပထမတစ်ချက်ကအပူချိန်ဆိုတာ quantity တစ်ခုပဲဖြစ်တယ်။အရာဝတ္ထုတစ်ခုဘလောက်ပူတယ်လဲဘလောက်အေးတယ်လဲဆိုတာကိုဆုံးဖြတ်ပေးတယ်။ အရာတစ်ခုပဲဖြစ်ပါတယ်။နောက်တစ်ချက်ကအပူဆိုတာကတော့အရာဝိထုနဲ့ပတ်ဝန်းကျင်အဲ့ဒီနှစ်ခုရဲ့အပူချိန်ကွာခြားခြင်းကြောင့်သူတို့နှစ်ခုကြားမှာဖလဲတဲ့စွမ်းရင်ကိုပြောတာပါ။အဲ့တော့အပူချိန်ရဲ့ SI unit က Kelvin နဲ့ပေါ်ပြပြီးတော့ K အကြီးသင်္ကေတနဲ့ရေးတယ်။ heat အပူရဲ့ SI unit ကတော့ joule နဲ့ပေါ်ပြပါတယ်။ J အကြီးနဲ့သုံးတယ်။အဲ့တော့အပူဟာစွမ်းရင်တစ်ခုဖြစ်တဲ့သူက ဝက်ဒန်တို့စွိုင်းအင်တို့နဲ့အတူတူပဲယူနစ်ကဂျိုးနဲ့ပဲသုံးပါတယ်ဆက်ကြည့်အောင် types of thermometer thermometer ရဲ့ပုံစံတွေပေါ့ every thermometer uses a physics property that vary with temperature this property is referred to as thermometric property of the thermometer for example the thermometric property of liquid and gas thermometer is the thermal expansion of liquid ကဲ thermometer အမျိုးအစားတွေအားလုံးကိုဒီချေတော့ပြောပြမယ်ဆိုရင် thermometer အားလုံးကို every thermometer thermometer တွေအားလုံး thermometer တိုင်း thermometer တိုင်းဟာ physics property တွေအတွက်သုံးတဲ့အပူချိန်ပြောင်းလဲခြင်းအတွက်သုံးတာပဲဖြစ်ပါတယ်အဲ့ဒီဂုံတက်တည်းဟာဘာကိုကိုစားပြုတ်တယ်လဲဆိုရင် သာမိုမီတာရဲ့အပူချိန်တိုင်းဂုံတက်တည်းကိုကိုစားပြုတ်ခြင်းဖြစ်ပါတယ်ဥပမာ ဖန်ပြွန်တွင်းမှာအရည်တစ်ခုထည့်ထားတဲ့သာမိုမီတာဆိုရင်သူ့ရဲ့အပူချိန်တိုင်းဂုဏ်သတ္တိဟာအပူချောင်းအရည်ပွခြင်းကိုပြောတာလို့ဆိုလိုချင်ပါတယ် liquid in glass thermometer ဖန်ပြွန်ထဲမှာအရည်ထည့်သုံးထားတဲ့သာမိုမီတာအကြောင်းကိုပြောပြပါမယ် the liquid in glass thermometer consists of the thin glass bulb joined to a capillary tube with a narrow bore which is seen at its other end the liquid filled the bulb and the adjoining section of the capillary tube when the bulb became one more. The liquid in it expand more than the bulb, so some of the liquid in bulb is forced into the capillary tube. Two, the thread of liquid in the capillary tube increase in length. Three, the thinner the bulb wall is, the faster response. of the thermometer will be 1 the temperature change ကဲဖန်ပြိုနဲမှာအရေးထည့်ထားတဲ့ thermometer အကြောင်းကိုဒီချက်တေချာပြောပြမယ်တေချာရှင်းပြမယ်ဆိုရင်ဖန်ပြိုတွင်းမှာအရေးထည့်ထားတဲ့ thermometer မှာဆိုရင်သူကစမ်းချင်းမြင်ပြုံလေးတစ်ခုနဲ့ဆက်ထားတယ်သိငယ်တဲ့ဖန်သေးလေးတစ်ခုပါတယ်အဲ့ဒီဖန်ပြုံမှာကျင်းမြောင်းနဲ့ပြုံကောင်းတစ်ခုရှိပြီးတော့အခြားအစွန်းတစ်ဖက်ကိုပဲပိတ်ထားတယ် ပုံမှန်ပြထားတဲ့အတိုင်းပဲဖန်သီးနဲ့ဆက်ထားတဲ့စံကြီးပြွန်ပိုင်းထဲမှာအရေရှိတဲ့အဲ့ဒီဖန်သီးလေးနွေးလာတဲ့အခါမှာဖန်သီးထဲမှာရှိတဲ့အရေဟာ ပထမဆုံးဒုတဲ့တိုးလာတယ်ပွာလာတယ်အဲ့ဒီအခါမှာဖန်သီးထဲပို့ပြီးတော့ပွာလာတယ်ပွာလာတဲ့အခါမှာအဲ့ဒီဖန်သီးထဲမှာ ရှိတဲ့အရေတချို့ဟာစံကြီးပြွန်ထဲကိုတိုးဝင်လာမယ်အဲ့ဒီအခါမှာစံကြီးပြွန်ထဲမှာရှိတဲ့အရေချင်းမြန်တန်းဟာအလျားအင်ခရစ်ဆိုတာအလျားရှေးလာမယ်နောက်တစ်ချက်က အဲ့ဒီအခါမှာဆက်ပြီးတော့ဖန်သီးနေရန်ကပိုးပြီးတော့ပါလေအပူချိန်ပြောင်းလဲတဲ့အခါမှာသာမိုမီတာရဲ့တုံ့မြန်မှုကပိုးပြီးတော့မြန်လေပဲဖြစ်ပါတယ်။ကဲဆက်ကြည့်အောင် The liquid juice usually consists marjoram or color alcohol. Alcohol has lower freezing point than marjoram so it is more suitable for low temperature. အဲ့ရဟာဗရားတဲ့ပိုးပြီးနေတဲ့အရေးခဲမဲ့ freezing point lower freezing point ရှိတယ်။ဒါကြောင့်မလို့အပူချိန်နှိမ့်တဲ့တိုင်းတာမှုတွေမှာ alcohol သုံးထားတဲ့ alcohol အရင်ဖြည့်ထားတဲ့ thermometer ပိုးပြီးသုံးဖို့သင့်တော်ပါတယ်။နောက်တစ်ခုက thermocouple thermometer thermocouple thermometer or electrical thermometer which make use of voltage that doublet one two different metal are in contact this voltage varies with temperature an iron wire and two copper wire may be used to make the thermocouple thermometer as shown in figure one of the junction is maintained at 0 degrees celsius and the other junction is used as temperature probe အပူဆုံးတဲ့သာမိုမီတာတွေအကြောင်းကိုပြောမယ်အဲ့တော့အပူဆုံးတဲ့သာမိုမီတာတွေရာဆိုလို့ရှိရင် သူဟာလျှက်စက်သာမိုမီတာတွေပဲဖြစ်ပါတယ်အဲ့ဒီသာမိုမီတာတွေကတော့မတူတဲ့သက်တမ်းမျိုးကိုဆက်ထားတယ် ဲ့တော့အဲ့ဒီမတူတဲ့တတ္တုနှမျိုးကိုဆက်ထားလို့ဖြစ်ပေါ်လာတဲ့ဘူအားကိုအသုံးပြုပြီးတော့လှုပ်ထားတာဖြစ်ပါတယ်အဲ့ဒီဘူအားကအပူချိန်ကိုလိုက်ပြီးတော့ပြောင်းလဲတယ်ပုံနေမှာလည်းဒီမှာပြထားပါဗါတယ်အဲ့တော့ဒီမှာကကျင်းနီဝါယာကျိုးနဲ့တန်ဝါယာကျိုးအိုင်းယောဝါယာကျိုးနှစ်ချောင်းကိုအသုံးပြုမယ်စုံစက်နှစ်ခုတည်းက စုံဆက်တစ်ခုကိုတော့3ဒီဂရီဆဲဆီယက်မှာ maintain လုပ်ထားမယ်ထိန်းထားမယ်ပေါ့နော်တခြားစုံဆက်တစ်ခုကိုတော့အပူချိန်တိုင်းပစ္စည်းအဖြစ်အသုံးပြုမှာပဲဖြစ်ပါတယ်ဒီပုံလေးတွေမှာပြထားတဲ့အတိုင်းမှာပဲလေ့လာကြည့်လို့ရပါတယ်နော်ကဲဆက်ကြည့်အောင် the voltmeter which can be analog as shown or digital can be calibrate directly in celsius because of the small size of thermocouple junction Thermal carpet thermometers are used to measure rapidly changing temperature. In addition, they can be used to measure much higher temperatures than liquid in glass thermometer. Also, the borage of thermal carpet can be measured and recorded automatically. အပူဆုံးတဲ့သာမိုမီတာတွေအတွက်ဘလို့လောက်ထားတယ်လဲဆိုတာကိုစက်ကြည့်မယ်ဆိုရင်အပူချိန်ကို ဒီဂရီဆယ်ဆီယပ်ဓာတ်ရဲ့ရအောင်ဘိုအားကို calibrate လုပ်ထားတယ်ဆန်ညှိထားပါတယ်အပူစုံနှဲစုံစဲရဲ့တင်းငယ်တဲ့အရွယ်ကြောင့်အပူစုံနှဲသာမိုမီတာတွေကိုမြန်မြန်ပြောင်းလဲတတ်တဲ့အပူချိန်တွေကိုတိုင်းဖို့အတွက်အသုံးပြုပါတယ်ဒါအပြင်အရင်မြင့်တဲ့အပူချိန်တွေကိုတိုင်းဖို့အတွက်ဖန်ပြွန်တွင်းမှာအရေထက်သုံးရတဲ့သာမိုမီတာတွေထက်အခုလျှက်စက်နဲ့လှုပ်ထားတဲ့အပူစုံနဲ့သာမိုမီတာတွေကိုအသုံးပြုရတယ်အပူစုံနဲ့သာမိုမီတာတွေရဲ့ ဘိုးအားကိုလည်းတိုင်းတာနိုင်ပြီးတော့သူကအလိုလျောက်မှတ်တမ်းယူထားနိုင်တဲ့ပုံမှာလည်းပြထားတဲ့အတိုင်းတွေ့ရမယ်ဒီမှာ analog thermometer နဲ့ digital thermometer ပေါ့နော်ခု resistant thermometer ခုခံမှုသုံးထားတဲ့ thermometer အကြောင်းကိုဆက်ပြောအောင်ဆက်ကြည့်အောင် resistant thermometer uses the feds that the electrical resistance of metal wire example platinum increase with temperature a resistant thermometer can measure temperatures accurately in the range minus 200 degrees celsius to 200 degrees celsius and best for steady temperature but it is bulky အဲ့တော့ခုခံမှုသုံးတဲ့ thermometer ကတော့အပူချိန်နဲ့လိုက်ပြီးတော့သတ္တဝါယာဂျိုးဥပမာပေါ့ platinum wire ဂျိုးရဲ့ ဖြက်စစ်ခုခံမှုကိုတုံးထားတယ်ပလက်တီနမ်ဝါယာကြိုးကိုတုံးထားပြီးတော့အဲ့ဒီတုံးထားတဲ့တတ်တူဝါယာကြိုးရဲ့ဖြက်စစ်ခုခံမှုတိုးလာတယ်ဆိုတဲ့အချက်ကိုအသုံးပြုပြီးတော့တိစောက်ထားတာပဲဖြစ်ပါတယ်အဲ့တော့ခုခံမှုသုံးသာမိုမီတာဟာအနှုတ်200ဒီဂရီဆယ်ဆီယပ်ကနေပြီးတော့1200ဒီဂရီဆယ်ဆီယပ်အထိရှိတဲ့အပူချိန်တွေကိုတိတိကျကျတိုင်းယူနိုင်တယ်။အဲ့ဒီသာမိုမီတာဟာတည်ငြိမ်တဲ့အပူချိန်တွေအတွက်အကောင်းဆုံးဖြစ်ပါတယ်။ဒါပေမဲ့ ခုခံမှုသုံးသာမိုမီတာရဲ့အရွယ်အစားကတော့ကြီးလွန်ပါတယ်။ဒါကြောင့်မလို့သူကဒီသာမိုကပဲသာမိုမီတာတွေကိုပဲသုံးပြတာအများကြီးဖြစ်ပါတယ်။ Review exercise ကိုကြည့်အောင်။ State the physical property that vary with temperature in liquid in glass thermometer သာမိုကပဲသာမိုမီတာအဲ့တော့ဖန်ပြွန်ထဲမှာအရေးသုံးထားတဲ့သာမိုမီတာနဲ့သာမိုကပဲသာမိုမီတာ အပူဆောင်တဲ့သာမိုမီတာတွေရဲ့ physical property တွေကိုဖော်ပြပေးပါလို့ပြောတယ်အဲ့တော့ဘာလုံးနိုင်တယ်လဲဘာတွေလောက်တာလဲဆိုတာဖော်ပြခိုင်းတာဖြစ်တယ် A ရကြတော့ A အတွက် liquid in glass thermometer အတွက်က volume of liquid vary with temperature အပူကြောင့်အရေးအတူတွေပြောင်းလဲခြင်းအတွက်သုံးပါတယ်ဟာ liquid in glass thermometer ကိုတော့အပူကြောင့်အရေးအတူတွေပွားခြင်းသုံးတယ်နော် liquid in glass thermometer ကိုတော့အပူကြောင့် အရေတွေရဲ့ဒုတွေပွားခြင်းပြောင်းလဲခြင်းမှာသုံးပါတယ်။သာမိုကပ်ပဲသာမိုမီတာကတော့ voltage vary with temperature အပူကြောင့် voltage တွေပြောင်းလဲသွားခြင်းအတွက်သုံးပါတယ်။ကဲနောက်ထပ် review exercise တစ်ခုကိုထပ်ကြည့်မယ်။ Why the temperature range of clinical thermometer is from 35 degrees Celsius to 42 degrees Celsius. အဲဆေးကန်းသုံးသာမိုမီတာတွေမှာ အပူချိန်ရဲ့တက်မှတ်ချက်အပူချိန်ရဲ့ range က temperature range က35 degree celsius ကနေ42 degree celsius အထိဘာကြောင့်ထားထားသလဲ The clinical thermometer is used to measure the human body. The temperature of human body is from 35 degree celsius to 42 degree celsius normally. ဟောပုံမှန်အဖြစ်ဟာလူတွေရဲ့ကိုယ်ခန္ဓာအပူချိန်လူတွေရဲ့အပူချိန်ဟာ35ဒီဂရီဆက်စကန်နဲ့ကနေပြီးတော့52ဒီဂရီဆက်စရဲ့ကြားမှာရှိတဲ့အတွက်အဲ့ဒီဆေးကန်းသုံးသာမိုမီတာတွေရဲ့ temperature range ကို35ဒီဂရီဆက်စကနေပြီးတော့52ဒီဂရီဆက်စရဲ့အထိသတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။ကဲဒီနေ့တင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်